ရေးတဲ့ YouTube channel ကိုအပိနာစင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ယခုနားဆင်ရမယ့်အစီအစဉ်ကတော့မြန်မာနိုင်ငံမြန်မာအသင်းအမျိုးသမီးကော်မတီမှအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကွန်ပျူတာမှရသက်တပတ်လှူရှားမှုအစီအစဉ်အဖြစ်မြန်မာနိုင်ငံမြန်မာအသင်းအထွေထွေတွင်းမှုတို့ဆွဆွဝင်းအား

မင်္ဂလာပါမရေညီမကတော့ရင်မွန်သူပါညီမကညီမနိုင်ငံမျက်မြင်များအသင်းအမျိုးသမီးကော်မတီမှာဒီဥက္ကဋ္ဌအနေနဲ့တာဝန်ထမ်းဆောင်နေပါရဲ့ရှင်ပီပီဆိုင်ရာအမျိုးသမီးများအနေအတွက်ကိုညီမတို့အမျိုးသမီးကော်မတီကနေပြီးတော့ YouTube ပေါ်မှာတော့တခြားမျက်မြင်တွေအတွက်ကိုရောအကျိုးရှိစေမယ့်အစီအစဉ်ကောင်းများစွာကိုတင်ဆက်မယ်ဆိုပြီးတော့တင်ဆက်လာတာလည်းရှိပါရဲ့ရှင်ပထမဦးဆုံးအနေနဲ့တော့အမကိုဒီလိုအချိန်ပေးပြီးတော့အတွက်လာရောက်ဖြည့်ကြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဥစွာပြောကြားလိုပါရဲ့ရှင် အမအိုပထမအုံဆုံးနေနေပေါ့နော်အမရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါလားရှင်ဟုတ်ကဲ့အမရဲ့နာမည်ကတော့မဆစ်စုဝင်းဖြစ်ပါတယ်ယခုလက်ရှိမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမြန်မာရင်အသဲမှာထွေထွေအတွင်းရေးမှုအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်အဲဟိုအမရဲ့အတမွေးမှုပညာရဲ့အနေနဲ့ဆိုလို့ရှင်တော့အမက ဟိုအခုလောက်ကင်နေနေဆိုလို့ရှိရင်အမကဆက်ချောစီထုတ်လုပ်တဲ့လုပ်ငန်းကိုလည်းလောက်ကင်နေတယ်။နောက်ပြီးတော့ counseling နဲ့ coaching ဆိုတဲ့ဘာသာရပ်ကိုလည်းအမအနေနဲ့ professional အနေနဲ့ဆက်လက်ပြီးလုပ်ဆောင်ဖို့အတွက်လည်းအမစူးစမ်းနေပါရှင့်။ ဩဟုတ်ကဲ့ပါရှင်အဲဆိုရင်မာကမြန်မာနိုင်ငံညမြင့်များအတင်မှာအခုလက်ရှိဆိုရင်တော့အထွေထွေအတွင်းမှုနေနဲ့တာဝန်မထမ်းဆောင်နေတယ်ပေါ့နော်မာကအတွေးမှုနေနဲ့တာဝန်မထမ်းဆောင်ခင်မှာလည်းမြန်မာနိုင်ငံညမြင့်များအတင်မှာကဏ္ဍပေါင်းစုံမှာမာတာဝန်ထမ်းဆောင်ခဲ့တာကိုလည်းသိရတယ်ပေါ့နော်အဲကြောင့်အမဘယ်ကဏ္ဍတွေမှာတာဝန်ထမ်းဆောင်ခဲ့လဲဆိုတာကိုလည်းအနည်းငယ်လေးရှင်းပြပေးပါလားရှင် ဟုတ်ကဲ့ပါအမအရင်တော့ဆိုလို့ရှိရင်အမကဟို2013ခုနှစ်တည်းကနေပြီးတော့ပေါ့နော်အမမြန်မာနိုင်ငံမြန်မာအတင်ကိုရောက်ရှိလာတယ်။ရောက်ရှိလာတဲ့အချိန်မှာတာမန်ဟို member ဆိုရင်အနေနဲ့နေခဲ့ပြီးတော့နောက်2018လောက်မှာဆိုလို့ရှိရင်အမတို့ကနေပြီးတော့ committee ဝင်အနေနဲ့စပြီးဝင်လာတယ်ပေါ့နော်။အဲ့မှာဆိုလို့ရှိရင်အဲ့မှာအမမျိုးသမီး committee ရဲမှာဆိုလို့ရှိရင်အမဖန်နာရေးမှုအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။ ဟိုတခြားပေါ့နော်ဟိုမတန်ဆွမ်းအဖွဲတွေရှေ့ဆောင်တန်ဆွမ်းအဖွဲတွေပါနေတယ်အမချိတ်ဆက်ပြီးတော့အမအလုံးဆောင်ခဲ့တာတွေလည်းရှိတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်။မာကဟိုကဏဘောင်းဆောင်မှာဗောနော်တာဝန်ထမ်းဆောင်ခဲ့တာကိုကြားရတဲ့အတွက်ညီမနေနဲ့လည်းဂုဏ်ယူပါတယ်ရှင်။မာလို့မျိုးဒီဗောနော်အမျိုးသမီးကော်မတီမှာဆိုရင်လည်းမာဗန္ဒာရေးမှုညင်းနေဆိုတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်ညီမတို့အမျိုးသမီးကော်မတီမှာလည်းမာဆက်ဆံတက်မှတ်ဆောင်ရွက်ခဲ့တယ်ဗောနော်။အများအကျိုးအတွက်ကိုဆောင်ရွက်ခဲ့တဲ့အတွက်လည်းမာကိုအရန်လဲကျေးဇူးတင်နေအရန်လဲဂုဏ်ယူပါတယ်ရှင်။နောက်တစ်ခုညီမသိချင်တာကဗောနော်။မာကကြတော့မွေးချင်းမောင်နှမကြီးထဲမှာမိန်းကလေးကဘယ်နဲ့ရောက်ပါလဲဗောနော်။ပြီးတော့မာအနေနဲ့ဗောအမရဲ့မိဘား တွေကမင်းကလေးဖြစ်လို့သမီးဖြစ်လို့ဆိုပြီးတော့ဗောနော်ဘယ်လိုမျိုးအဲကိုကိုထိန်းချောင်းပဲ့ပင်ပေးခဲ့လဲဗောနော်ပတ်ဝန်းကျင်မှာဟောညီကိုမောင်နှမတွေမှာဘယ်လိုထိန်းချောင်းပဲ့ပင်ပေးခဲ့လဲဆိုတာကိုလည်းပြောပြပေးပါလားမရေဟုတ်ပါပြီအမကငွေကျင်းမောင်နှမရဲ့ထဲမှာဆိုအမမင်းကလေးနေနဲ့တူဦးလဲပါတာပါအကြီးဆုံးလည်းဖြစ်ပါတယ်အဲမိဘတွေကဘယ်လိုမျိုးထိန်းချောင်း ခဲ့လေပြပြန်ခဲ့လေဆိုလို့ရှိရင်အမားတို့ငငယ်စဉ်ကတည်းကနေစားတော့အမျိုးဟိုမိန်းကလေးဆိုလို့ရှိရင်အမျိုးအင်္ဂလိပ်အင်္ဂါရနဲ့ညီရမယ်ကိုသူတို့စကားပြောတာဆိုတာအစာသွားတာလာတာအစာပေါ့နော်ဟိုညင်သားမှုရှိအောင်အများနဲ့တုံတင်းဆုံးမလေးရှိရပေါ့နော်အလုံးအိုင်လုတ်ကင်မယ်ဆိုလို့ရှိရင်လည်းဟိုစနစ်တကျဖြစ်အောင်ဒေသမှုရှိအောင်သူတို့အများနဲ့တုံတင်းနေပေါ့နော်အော်ဒါပေမဲ့လည်းအမားကအမြင်အာရုံချိုးရွေးနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုဘာလို့ပြောမလဲဟိုအား အားနည်းချက်တွေပေါ်ပြောရမယ်ကိုလိုရှိခဲ့တယ်ပေါ့နော်အဲ့အတွက်ကိုလည်းမိဘတွေကအနောက်ကနေပြအမြဲတမ်း supporting ပေးတယ်ပေါ့နော်မမဟို မိန်းကလေးအတွက်ရဲ့ကြောင့်ဟိုဒီလိုမျိုးဟိုအကန့်တန့်ချက်တွေတော့ရှိခဲ့ဘူးတယ်ရှိခဲ့ဘူးတယ်ဟိုစိုးရိမ်မှုတွေကြောင့်ပေါ့နော်အကန့်တန့်ချက်တွေရှိခဲ့ဘူးတယ်ဒါပေမဲ့လည်းသူတို့ကတဖြည်းဖြည်းနဲ့ဟိုအမရဲ့လှုပ်ဆောင်ချက်ပေါ်သူတို့ကြည့်ပြီးတော့ဟိုယုံကြည်မှုတွေရလာတဲ့အခါမှာအမကိုအများကြီးလုံပိုင်ခွင့်တွေပေးတယ်ဟိုလုံလုံနိုင်စွမ်းနေတယ်တိလာတဲ့အချိန်မှာသူတို့တွေအနေနဲ့ဟိုအလုပ်တွေလည်းခိုင်းလာတယ်ပေါ့နော်ပို့ပြီးတော့လည်းဟိုမိသားစုအရေးမှာဆိုလည်းထဲထဲဝင်ဝင်ဆွေးနွေးတာတွေဟိုစောင့်ရွက်ပေးရတာတွေကဏ္ဍတွေလည်းများလာတယ်ပေါ့နော် ဟုတ်ကဲ့ပါအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မ ாய் ပြီးတော့အမကကိုကိုကိုမေးဆက်တဲ့အခါမှာတော့လည်းအမပြောသွားတယ်ပေါ့နော်အမကဆက်ချောစီရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်အမရဲ့ဘဝရည်တည်မှုအတွက်ကိုအေးစီဝိုင်းလုပ်ငန်းလေးလေးလေးကိုလုပ်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်အမကအငြိအယုံမတန်ဆွမ်းသူတူလည်းဖြစ်တယ်ပြီးတော့အမျိုးသမီးတူလည်းဖြစ်တယ်ပေါ့နော်အဲအကြောင်းဟိုမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကမ္ဘာမှာပဲဖြစ်ဖြစ်ပေါ့နော်အမျိုးသမီးတွေကိုဆိုရင်ရင်ကျေးမှုရတော့၎င်းဟိုပိတ်ပင်တားဆီးထားတာရှိတယ်ပေါ့နော်ဥပမာသွားလာတာတို့ဘာလို့ ိတ်ပင်ထားစီထားတဲ့အရာလေးတွေရှိတယ်ပေါ့အမကဟိုစီးပွားရေးလုပ်ငန်းကိုလုပ်တယ်ဆိုတော့ဒီမှာဆိုရင်အမကအမြင်အာရုံမတန်ဆွမ်းသူတူလည်းဖြစ်တယ်ပြီးတော့အမျိုးသမီးတူလည်းဖြစ်တဲ့အတွက်ပေါ့နော်စီးပွားရေးလုပ်တဲ့အခါမှာအမအနေနဲ့ထပ်ပြီးတော့ကြုံတွေ့ရတာလေးတွေပေါ့နော်အထူးပြောပြချင်တဲ့ကြုံတွေ့ရတဲ့အရာလေးတွေကိုလည်းပြောပြပေးပါလားရှင် ဟုတ်ပါတယ်ညီမလေးဟိုအမားတို့အမျိုးသမီးလေးဖြစ်တယ်ပေါ့နော်အနောက်အခုအမကအမြင်အယုံတန်ဆွမ်းသူလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အမအတွက်ကတားဆီးအခက်ခဲတွေအများကြီးရှိခဲ့ပါတယ်ဟိုဒီလောက်ကိုလည်းအမလွယ်လွယ်ကူကူနဲ့ဟိုလောက်ခွင့်ရှားခဲ့တာမဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့အမကဟို မိဘတွေရဲ့သူတို့စံထားကြတော့အမတို့ပညာသင်ပေးမယ်ပညာသေးချာသင်ပေးပြီးအဲ့ပညာနဲ့ပဲသူတို့ဟိုတတ်တတ်မတ်မတ်အလုပ်လေးတစ်ခုလုပ်ကိုင်းပြီးလို့ရှင်ဟိုနေပေတစ်ခုမှသူကဟိုဟိုအလုပ်လေးလုပ်ဝင်လုပ်ပြီးတော့ပေါ့နော်အဲ့လိုလေးသူတို့ကလုပ်စေချင်တဲ့တဘောမှာရှိတာပေါ့နော်အမရဲ့ဝါသနာရတယ်အရင်ကတည်းကဟိုဆရာဝန်ဖြစ်ချင်တဲ့ဝါသနာရှိတယ်အဲ့လိုဒါပေမဲ့အမရဲ့အားနေချက်ကြောင့်ဒီ ိစားကတော့မဖြစ်မြောက်ခဲ့ဘူးပေါ့နော်အဲ့တော့အမကြောင်းပြီးတဲ့အချိန်မှာဆိုလို့ရှင်လည်းအမကိုအိမ်ကသူတွေကကြတော့အလုပ်ကိုမလုပ်ပေးမလုပ်စေချင်ဘူးအဲသူတို့အနေနဲ့ကအမအမြင်အယုံဒီလိုအားနေတဲ့ဟာကိုသူကကုလို့ရမယ်ပဲသူကထင်တဲ့အတွက်ကြောင့်အမကိုသူကစေကူတာဖို့ပဲသူကတိုက်တွန်းခဲ့တယ်ပေါ့နော်ဟိုစေကူတာပြီးမှပဲဒီလုပ်တွေလုပ်ချင်တဲ့ကောင်ကိုဆက်လုပ်ပါဆိုပြီးသူကအမြင်နဲ့ဖြောင်ပြတာပဲအမကလည်းမရှာဘူးပေါ့နော်မရဘူးဆိုတော့အမ ကအမြဲတမ်းဟိုစာအုပ်တွေလည်းဖတ်ခဲ့တယ်လေစာအုပ်တွေလည်းဖတ်ခဲ့တဲ့အချိန်မှာအမအရင်မျက်စိမြင်အယုံကောင်းနေတဲ့အချိန်မှာစာအုပ်ရမ်းဖတ်ခဲ့တဲ့အချိန်မှာအမြဲအိုးသမီးတွေရဲ့စွမ်းဆောင်ရည်လုပ်ငန်းတွေကိုအမသိနေတယ်ဟို ဟိုဒီလိုတာမဲမျိုးသမီးတွေရဲ့လုပ်ငန်းဟိုစောင့်တာတို့တည်နေအောင်မကပဲအမအမြင်အာရုံအားနေတဲ့သူတွေရဲ့လုံဆောင်နိုင်တဲ့စွမ်းရည်တွေကအမတည်နေတဲ့အတွက်ကြောင့်အမကိုတိုင်အမြင်အာရုံမတန်ဆန်းသူဖြစ်လာတဲ့အချိန်မှာအမကဟိုမိဘတွေကိုပြောတယ်ပေါ့နော်အခုဒါအမြင်အာရုံမတန်ဆန်းသူဖြစ်တဲ့အတွက်ဒီလိုမျိုးယောဂကုလို့ကြောက်မှာမဟုတ်ဘူးဆရာဝန်ကလည်းအမကိုလုံးဝပြောလိုက်ပြီလေဟိုဒီအမြင်အာရုံဒီလိုဖြစ်သွားတာကပြန်ကုလို့ဘယ်လိုမှပြန်အကောင်းနိုင်မှာမဟုတ်တော့ဘူးဆိုတာပြောလိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မှာအမအမဖြေရှိနေပြီအဲ့အတွက်အမအမြင်ဟို အရင်ဆုံးပေါ့နော်အခုခင်းတဲ့အညီပေါ့နော် ID ပညာတွေတက်ဖို့အတွက်ကိုဆိုလို့ရှိရင်အမကျင်းလိုက်မြဲမမြင်ကြအောင်လဲဆက်သွယ်ပြီးအမတွားခဲ့ပေါ့နော်ဒါပေမဲ့လည်းဟိုအိမ်ကကြတော့အမကိုအမြင်မြင်နေရသေးတယ်အမရဲ့မျက်လုံးအမြင်ရလဲဟိုလိုပြောမယ်ဒီတိုင်းတာမန်တိုင်းပဲဖြစ်နေရအတွင်းမှာသာ तू ကဟို lens တွေပါရပြက်နေရဟိုဖြစ်နေတာတော့ဟို စေကန်းသွားပြတော့ကလည်းအမေတို့ဘာလို့ကတော့ပါတော့ပါတယ်ဒါပေမဲ့သူတို့စိတ်ထဲမှာတော့မျောလင့်ချက်ကြီးရှိနေတဲ့အတွက်ကြောင့်မို့အမအို့ဒါတွေကတိတ်ပြီးတော့သူကအေးမထအောင်ပေါ့နော်အဲ့ဒါနဲ့အမဒီဟာတွေကိုအမကြော်ဖြတ်ခဲ့ရတယ်ပေါ့နော်အစင်းစင်ပေါ့နော်အဲ့လိုမျိုးတွေကြော်ဖြတ်ခဲ့ရတယ်မှာအလုပ်ကိုဘလို့ရလာခဲ့လဲဆိုတော့အမပြောပြချင်တယ်အောင်ရှေ့အကြောင်းတွေပြောပြတာပေါ့နော်ဟိုဒီလိုမျိုးတွေလုံနေခဲ့အချိန်မှာပဲအမဟို ဟိုသူများတွေရဲ့လုံဆောင်ချက်တွေမြင်နေတဲ့အချိန်မှာအမဒီလိုမျိုးဒီတိုင်းရဲ့မိဘရှင်ကနေဘယ်လိုအဖြစ်မျိုးပတ်စံထိုင်တောင်းပြီးတော့ဟိုကိုလှုပ်ချင်တဲ့လုပ်ငန်းတစ်ခုတစ်ခုတစ်ခုကိုအဲ့လိုမျိုးသူတို့ကလေးပူဇာတယ်လို့ပူဇာနေရမယ့်အခြေအနေမဟုတ်တော့ဘူးလေအဲအဲ့ဒီအခြေအနေမှာအသက်ကလည်း20ကျော်25လောက်ဖြစ်နေပြီတဲ့အချိန်မှာဆိုလို့ရှိရင်အမကကိုကိုတိုင်းရက်တီချင်တဲ့လုံဆောင်ချင်တဲ့လုပ်တွေရှိရတဲ့အတွက်ကြောင့်မလို့အမအနေနဲ့ဟိုဘယ်လိုပြောမလဲဒါကတော့ဟိုကိုရတာကိုရအောင်ယူခဲ့တဲ့သဘောအနေနဲ့ပေါ့နော်ဟို စာတွေပိုင်းငတ်ခံရောဒီလိုမျိုးနဲ့ဟိုအမကဟိုဘယ်လိုပြောမလဲကိုလှုပ်ချင်အောင်ပေးမလို့ဒီလိုမျိုးနဲ့ဟိုသမီးပုံမှန်စားတောက်နေတာလည်းမစားတောက်တော့ဘာမှတခြားရတယ်မလုပ်တော့သွားလာလှုပ်ရှားနေရအဲ့လိုတငယ်ချင်းတွေတစ်ခါလဲဆိုရင်ရမ်းသွားလာလားအဲ့လိုလှုပ်လာနေတယ်မလုပ်တော့ဘူးပေါ့နော်အဲ့လိုမျိုးပဲအိမ်မှာပဲကိုယ့်ကိုစိတ်တက်တွေကြာပြီဒီလိုပဲနေခဲ့တော့မယ်ဆိုရယ်တကယ်လည်းအဲ့ချိန်မှာစိတ်တက်တယ်တကယ်ကြာတယ်အဲ့လိုမျိုးတွေနေလည်းဖြစ်တော့မအဲ့လိုမျိုးဖြစ်သွားသေးတယ်အဲ့အရာနဲ့မမမိဘတွေကပြန်ပြီးတော့ကဲစိတ်ပြေလက်ပြောင်ဖြစ်ပါစေဆိုပြီးတော့ အောင်မြင်ခြင်းလဲအောင်မြင်မအောင်မြင်ခြင်းလဲနေပါစေဒီဟာကသူ့ရဲ့စိတ်ကိုဖြည့်ပျောက်တဲ့အနေနဲ့ပဲလုပ်ပါစေဆိုပြီးစခဲ့တဲ့လုပ်ငန်းပေါ့နော်ဒါပေမဲ့အမအခုလုံတာတဲ့ဟာဆိုလို့ရှိရင်အမညစ်အစိတ်ကြောနေပြီပေါ့နော်ဒီလုပ်ငန်းကိုလုပ်လာတာဟိုအမအတွက်ကလည်းကဲစီပိုဝင်ငွေလဲတကယ်ရခဲ့တယ်အမလုပ်ချင်တဲ့လုပ်ငန်းတွေဟိုဘယ်လိုပြောမလဲတခြားပေါ့နော်အမဟိုကိုကိုကိုတိုင်းအတွက်တိုးတက်တိုးတက်အကြောင်းအတွက်ကိုအမပညာရည်တင်လေးလာတင်ယူဖို့အတွက်ဆိုလဲအမလုပ်ငန်းနေပြီအမမိဘရှာပတ်စံထောင်းစီအောင်လို့ပဲနဲ့ကိုဝင်ငွေနဲ့ကိုတော့ တိုင်နိုင်ခဲ့တယ်တင်နိုင်ခဲ့တယ်အဲပြီးလို့ရှိရင်တခြား ပေါ့နော်အမျိုးမျိုးပံ့ပိုးပေးနိုင်ခဲ့တာတွေရှိရယ်ပေါ့နော်အဲ့လိုမျိုးတွေလှုပ်ဆောင်နိုင်ခဲ့တယ်အခုဒီကတော့အမြင်အာရုံမှန်စွမ်းသူတွေဖြစ်တဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဆုံးခြေလန်းအစမှာပါခက်ခဲခဲ့တယ်အဲလုပ်ငန်းကိုယ်ဝင်ပြန်တော့လေအဲ့လိုပဲအမားတို့ဒီလုပ်ငန်းဆက်ချောစီလုပ်တဲ့လုပ်ငန်းဆိုတာကဟိုဆက်ဆက်သွယ်ရတဲ့ဒဲမှာဆိုလို့ရှိရင်အမျိုးသားတွေပဲများတယ်လေနောက်ဝန်ထမ်းတွေဆိုလည်းအဲ့လိုပဲဘာလို့ဆိုတော့ဒါဟိုအလေးပင်ကိစ္စတွေမှာတို့ဘာလို့ပစ္စည်းတွေကဟိုမျိုးတဲပို းရတာတွေရရှိတော့ဝန်ထမ်းတွေကလည်းအမျိုးသားတွေပဲအဲ့ဒီမှာဆိုလို့ရှိရင်လည်းအမကဟိုဟိုအင်ရကနေပြီးတော့ဟိုစိတ်မချရတာဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲအမကိုကိုကိုဟိုမျိုးလိုပြောမလဲမိမတွေရှုံးချမှုရှောင်းလဲမကိုကိုတိုင်းနေရဲအပိကိုကိုတိုင်းရဲ့ဟိုလုတ်ပုံကိုင်ပုံလဲကိုကဟိုသူတို့တွေကိုကိုထင်သေးပြီးတော့တော်ပါပြီဒီလုပ်ငန်းဆက်မလုပ်ပါနဲ့လို့ပြောမှာအမအရင်ကြောက်တဲ့အတွက်ကြောင့်အမရအောင်စူးစမ်းပြီးတော့လုပ်ခဲ့တယ် အဲ့တော့အမမပန်ပုံးပေးရတူတွေလည်းရှိရအမအတော်ရီအမရဲ့ဟိုတခြားပေါ့နော်ဟိုတငယ်ချင်းမိတ်ဆွေရာစာအမတို့ အမရဲ့ဟိုလုံနိုင်စွမ်းလုံနိုင်ရေကိုမိဘတွေယုံကြည်မှုပေးအောင်လို့ရအောင်လို့မိဘတွေကြည်ရတော့ကြည်နေတယ်ဒါပေမဲ့သူတို့အနေနဲ့ကစိတ်ဝိရင်နေတာကပိုများတယ်သူတို့ကဟိုအနီးကပူးသွဲပြီးတော့ live ပါပြီးတစ်ချိန်လုံးမနေနိုင်တဲ့အတွက်ကြောင့်မို့အဲ့အမရဲ့ပတ်ဝန်းကျင်ကသူတွေရဲ့ပြောစကားကိုလည်းသူတို့နားထောင်နေအမရဲ့လုံရေကိုင်ရေကိုလည်းသူတို့ကြည်ပြီးတော့အမကိုအခုအချိန်ဆိုလို့ရှိရင်ဟိုအမြင်အာရုံတန်စွမ်းသူဆိုတော့သူတို့မေ့နေကြတယ်ပေါ့နော်ဟိုတခုခုတနေရာဆိုလို့ရှိရင်အခုကျတော့သူတို့ကယုံကြည်မှုလွန်ကဲသွားလားမသိဘူးတော့တနေရာဆိုလည်းသွားလိုက်ကွက် က်ကိုပဲလှုပ်လိုက်ပက်ကိုပဲဘဲကိုသွားလိုက်အဲ့လိုမျိုးတွေခိုင်းတဲ့အချိန်မှာကျရင်ကိုကအခုအချိန်ကကျတော့ကိုကတကယ်ဟိုဟိုဘာပဲပြောပြောဒီအချိန်နေနဲ့ဒီအခုအခုလိုမျိုးအချိန်နေနဲ့မှာဆိုရင်အဖော်လေးလူတယ်လေအဖော်လိုတဲ့အချိန်မှာကျရင်သူတို့ပြောရင်သူအရင်တည်းကသွားနေကြပဲဘာမှမဖြစ်ဘူးသွားလိုက်လှုပ်လိုက်အဲ့အဲ့လိုမျိုးဖန်သွားတာအစအခုလေအမတို့ဆိုလို့ရှိရင်အမရဲ့ဒီမြန်မာနိုင်ငံညအမြင်အသေးမှာအမဟိုအခု လုံးလာတဲ့တန်တန်းကာလာမှာပေါ့နော်အမအတွက်ကလည်းအများကြီးဟိုပညာရေးအရာရောတခြားပေါ့နော်ဟိုနီးပညာပိုင်းဆိုင်ရာအရာရောအမအများပံ့ပိုးမှုတွေရတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပေါင်းဆက်ပြီးတော့အမအခုချိန်ထိရက်တည်လာနိုင်ခဲ့တာပါလို့ ဟုတ်ကဲ့ပါမရေအခုလို့အမပြောပြရဲခဲ့ကြတော့လေညီမတို့လည်းအမှတ်သားစရာကြီးအများကြီးရခဲ့တယ်ပေါ့နော်ညီမကဒီစီးပွားရေးတစ်ခုလုံးမို့အတွက်ကိုဆိုရင်ဇွဲလုံးလာနဲ့စူးစမ်းပြီးတော့လုပ်ခဲ့ရတယ်ပေါ့နော်ပြီးရင်အခက်ခဲတွေအများကြီးကိုလည်းဟိုကြက်ကြန့်ခိုင်ပြီးတော့ကြော်လွှားခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးကိုသိရတဲ့အတွက်လည်းညီမတို့မှအမှတ်သားစရာကြီးအများကြီးရရှိခဲ့တယ်ပေါ့နော်ပြီးတော့အမအနေနဲ့ညီမနောက်ထပ်တစ်ခုသိချင်တာပေါ့နော်အခက်ခဲတွေကြုံတွေ့လာတဲ့အမမှာစိတ်ညစ်စရာကြီးရှိရလို့ပြောတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါမျိုးတွေကြာရင်အမအနေနဲ့ဘယ်လိုမျိုးခြေပြောက်လဲပေါ့နော်ဘယ်လိုမျိုးဖြေ ရှင်းလဲပေါ့နော်အဲ့ဒါလေးလေးကိုလည်းပြောပြပေးပါလားမရေဟုတ်ပါတယ်အမအကြတော့ဘယ်လိုမျိုးဖြည့်ဖြောက်လဲဆိုတော့လူစာအုပ်ဖတ်တယ်ပဲပြောမှာပေါ့နော်အလူတွေရဲ့ဟိုတခြားသူတွေဒီလိုမျိုးရင်းဆိုင်ကြုံတွေ့တာရဲ့အချိန်ကြာလို့ရှိရင်ဘယ်လိုမျိုးတွေအခက်ခဲလေးကိုဖြေလျှော့တယ်သူတို့ကိုအတူယူတယ်လိုက်လိုက်ပြီးကြည့်ရပေါ့နော်အဲ့ဒီလိုမျိုးစံထားလိုက်လောက်တဲ့သူတွေက ဘသူမှဟိုချောချောမွေ့မွေ့လမ်းကိုတခါတည်းနဲ့ရှောက်ရင်းနဲ့တခါတည်းအောင်မြင်လာတဲ့လူတွေမရှိကြဘူးလေအဲဒီတော့အမအနေနဲ့သူတို့ရဲ့အကြောင်းတွေအထုပ်ပတ်တွေနားထောင်တယ်ဟိုလိုမျိုးတွေရှိရဲပြီးအမအမအားကြရတဲ့သူတွေလည်းရှိတယ်ဗောနော်အဲအားကြရတဲ့လူတွေအမအမဆရာကောင်းတွေလည်းရှိတယ်အဲဆရာကောင်းတွေရဲ့သူတို့ဆရာနေပေါ့နှီးတွေရတယ်နောက်ဆွမ်းဘယ်လိုပြောမလဲစိတ်ထခွန်အားဖြစ်စေမဲ့ဟိုအရာတွေကိုမှလုပ်တယ်အဲလိုမျိုးတွေဥပမာအနေနဲ့ဆိုလို့ရှိရင်ဟိုတရားထိုင်တာလို့ပြောလို့ရတယ်ဗောနော်တရားထိုင်တာစိတ် ိတ်ငြိမ်အောင်လုပ်တာအဲ့လိုမျိုးတွေလုပ်တယ်အပြီးတော့အဲ့လိုမျိုးစိတ်တကယ်စိတ်ကိုစိတ်အားတကယ်တက်ကြွလာအောင်ဆိုလို့ရှင်စာအုပ်ဖတ်တာခိတခဏပဲအမားတို့စိတ်အားတက်ကြစေတာလေအမြဲတမ်းပုံမှန်အမားတို့အတွက်ကိုဒီလိုစိတ်တပြေးညီဖြစ်ဖို့အတွက်ဆိုအမားတို့တစ်ခုခုကတော့ဟိုဘယ်လိုပြောမလဲပညာရတစ်ခုခုမှာစိတ်ညှစ်ထားပြီးတော့တစ်ခုခုကိုလေးလာနေရတဲ့အားတော့ရှိတယ်အဲ့လိုမျိုးလေးအမဘောနော်အမြဲတမ်း အဆက်မပြတ်စဉ်းစားမပြတ်လေးလာတင်ယူမှုလုပ်နေရရင်မအစိတ်ကအမြဲတမ်းကိုယ်အတွက်ကိုစိတ်ခုအားချစ်နေရလို့အမအယူဆရပါဘောနော်အဲ့အတွက်ကြောင့်လို့အမအမြဲတမ်းအဲ့လိုမျိုးလေးလုပ်တယ်နေတယ်အဲအဲ့လိုမျိုးလေးနဲ့မအရဲ့ဟိုဟာကိုပိုင်အချိန်ရောအားလက်ချိန်လေးရောအဲ့လိုမျိုးကြောဖြတ်ခဲ့တယ်ဘောနော် ဟုတ်ကဲ့ပါအမရေအခုဆိုရင်လည်းပေါ့နော်အမရေအမကဟိုကြုံတွေ့လာတဲ့အခက်အခဲတွေကိုဘယ်လိုကြောထက်လဲဆိုတာကိုလည်းသိရတယ်ပေါ့နော်အဲ့ဒါကညီမတို့အနေနဲ့မှတ်သားစရာလေးတွေဖြစ်ပါတယ်ပေါ့နော်ဒီနေ့မှဆိုရင်အမစီကနေပြီးတော့ညီမတို့အများကြီးမှတ်သားခဲ့ရတယ်ပေါ့နော်ညီမညီမနိုင်ငံညများတဲ့မှာအများအကျိုးအတွက်တာဝန်ထမ်းဆောင်ခဲ့တာတွေပြီးတော့ကိုပိုင်စီးပွားရေးကိုဇွဲလုံးနာနေပေါ့နော်စူးစမ်းခဲ့ရတာတွေအခက်အခဲတွေကိုရင်ဆိုင်ကြော်လွှားခဲ့ရတာတွေပေါ့နော်အခက်အခဲတွေကိုဟိုဇွဲလုံးနာနဲ့ကြော်လွှားခဲ့ရတာတွေအဲ့ဒါတွေအကုန်လုံးကိုတရားရဲ့အတွက်ညီမတို့အနေနဲ့အရန် န်းမှတ်သားပါတယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်အခုဒီနေ့ PP ဆိုင်ရာအမျိုးသမီးများနေ့အထူးအစီအစဉ်မှာအမအနေနဲ့ YouTube မှာစောင့်ကြည့်နေတဲ့ပရိသတ်တွေကိုရောမြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့အမြင်အာရုံမတန်ဆွမ်းတဲ့မျက်မြင်အမျိုးသမီးတွေကိုရောအမအနေနဲ့စကားလက်ဆောင်တွေပါပေးပါလားရှင်ဟုတ်ကဲ့ပါစကားလက်ဆောင်လေးပါမယ်ဆိုလို့ရှိရင်တော့အမတို့အမျိုးသမီးတွေကအများရန်ပေါ့နော်ဟိုကိုကိုကိုအများရန်ဟို စိတ်ဓာတ်ခွန်အပြည့်အဝနေဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့မတို့ကိုသူတို့ကအားຫນွေသူတွေဆိုပြီးတော့ကဘာခါပေါ့တတ်မှတ်ထားကြတာပေါ့နော်။မြမအပဲတတ်မှတ်ထားတာပေါ့။အဲ့လိုမျိုးအားຫນွေသူတွေဆိုတာကဟုတ်တယ်လက်ယုံရည်ရာဆိုလို့ရှင်တော့အမျိုးသားတွေတော့အမတို့ကဒီလိုသူတို့လောက်အပြင်းပန်းခံပြီးတော့အလုပ်တွေကိုကျဉ်းကျဉ်းတန်းတန်းနေမလုပ်နိုင်ဘူး။ဒါပေမဲ့ဟိုနှလုံးရည်နဲ့ရှင်လာမယ်ဆိုလို့ရှင်အမျိုးသမီးတွေကလည်းအများတန်းတော့ဒါရှင်မအောင်တန်းနိုင်နေပေါ့နော်။အဲအခုဆိုလို့ရှင်အမတို့အမျိုးသမီးတွေက ခက်ခဲတွေကြုံလာတဲ့ချိန်ကျရင်စိတ်တက်တွေကပို့ပြီးတော့ကြမ်းခိုင်နေဆိုပြီးတော့အမားတို့လေးလာမှတ်သားရတယ်ပေါ့နော်အဲ့အတွက်ကြောင့်လည်းမျိုးသားတွေကိုကိုယ်ကဟိုဒီလိုမျိုးလေးတမျိုးพี่ไม่ပြောချင်တာတော့မဟုတ်ဘူးကောနော်အမားတို့အမျိုးသမီးတွေကိုယ်တိုင်ကကိုကိုတိုင်ဘယ်တော့ခါမှဟိုအမြဲစိတ်တက်ကြပြီးတော့ငါမလုံးနိုင်ပါဘူးဆိုတာကိုဖြစ်ပါနေလို့အဓိကကတော့ဟို time management လိုတယ်ပေါ့နော်။အမဆိုရင်အရင်ကဖြစ်ခဲ့ဘူးတယ်။ဖြစ်ခဲ့ဘူးတယ်ဆိုတာဟိုအချိန်နေမလောက်ဘူးကိုကိုကိုတိုင်းအလုပ်တွေအရင်ရှုပ်တယ်များတယ်ထင်ခဲ့တာ။အမှန်စစရတော့အဲ့လိုမဟုတ်ပါဘူးလို့ကိုလုတ်တဲ့အလုပ်ကိုကိုတည်ရဆိုလို့ရှင်ရင်ကိုရဲ့ အချိန်နဲ့ကိုယ့်အကိုဟိုဘယ်လိုပြောမလဲလိုက်ရောညှိထွေဖြစ်အောင် ကိုကိုယ်တိုင်စီမံခန့်ခွဲလို့ရပါတယ်လို့အဲဒီအတွက်ကြောင့်မလို့အမျိုးသမီးတွေကထိုင်ပြီးတော့လို့အာသူများတွေရဲ့အမြင်မှာကိုကိုယ်တိုင်ကအားငယ်တဲ့အားနွယ်တဲ့သူတွေဖြစ်မနေအောင်လို့ကိုကိုယ်တိုင်အများစိတ်တက်ကြန့်ခိုင်ပြီးတော့အမြဲအဲကိုကိုယ်တိုင်ကတက်ကြွပြီးတော့လမ်းဆန်းနေတဲ့ပန်လေးတစ်ပွင့်ဖြစ်နေအောင်လို့အမြဲစူးစမ်းနေရမယ်ပေါ့နော်အဲ့ဒါလေးကိုပဲအမအနေနဲ့ဟိုစကားလက်ဆောင်အနေနဲ့ပေးချင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါအမရဲ့စကားလက်ဆောင်လေးကညီမတို့အနေနဲ့လည်းအားဖြစ်ပါတယ်ရှင် YouTube မှာနားဆင်နေတဲ့ပြည်သက်တွေလည်းအားဖြစ်မယ်လို့ညီမအနေနဲ့ယုံကြည်ပါတယ်ရှင်ဒီနေ့လိုအစီအစဉ်လေးမှာလည်းအမအနေနဲ့ညီမတို့ကိုအချိန်ပေးပြီးတော့ပါဝင်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါအမအနေနဲ့ကလည်းဒီလိုမျိုးမျိုးသမီးနေ့မှာအခုလိုအမှတ်တရလေးဖြစ်အောင်အမကိုတတိယနေ့ခေါ်ပြီးတော့ဒီလိုမျိုးမေးပေးတဲ့အတွက်ကိုလည်းမြန်မာနိုင်ငံမြန်မာအသင်းရဲ့အမျိုးသမီးကော်မတီကိုလည်းအမအထူးပဲကျေးဇူးတင်ရှိပါတယ်နော် ကျမတို့မျိုးသမီးကော်မတီကတင်ဆက်ခဲ့တဲ့ရသက်တပတ်လှူရှာမှုအစီအစဉ်များကိုအားပေးနှဆိုင်ခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လာမယ့်နေ့ရက်များမှာလည်းမြန်မာနိုင်ငံမြန်မာအသင်းမှာဘလို့အစီအစဉ်လေးတွေတင်ဆက်သွားမလဲဆိုတာအားပေးနှဆိုင်ပေးဖို့အတွက်ဖိတ်ခေါ်ရင်းနဲ့အစီအစဉ်လေးကိုဆုံးသတ်လိုက်ပါတယ်ရှင်။